ရနန်ဒိုထက်တောင်လူကောင်ပိုကြီးနေတဲ့ဂျူနီယာလေးပုံကိုကြည့်ပြီးအံ့ဩနေကြတဲ့ဘောလုံးပရိသတ်များပရိသတ်များလုံးမမိန်လားများရှေယိုအိုင်ဘတ်ကွန်ရှေကအွန်လိုင်းအချင်းကနေပြန်လဲကြိုးလဲပါရင်ဂျူနီယာလေးကတော့အဖေးထက်တားတလာကြည့်ပြီးဖခင်ဖြစ်သူခရစ်စတီယာရိုနယ်ဒိုထက်ပိုမိုကောင်းမွန်တဲ့ကစားမဖြစ်လာနိုင်မလားဆိုတာကတော့မပြောနိုင်ပါဘူးဒါပေမဲ့အရန်မောင်းတဲ့လူကောင်မှာတော့အခုအသက်မှာရင်အတော်လေးကိုမြင်မကြီးထွားနေပါပြီရနန်ဒိုထက်တောင်မှာအရက်ပိုရှေဘော်ဒီပိုတောင်းမဲ့အနေထားမှာရှိပါရင် ပြီးခဲ့တဲ့ဖေများနေ့မှာရဲဒိုဟာတားဖြစ်သူဂျူနီယာနဲ့တွဲရိုက်ထားတဲ့ပုံကိုမျှဝေခဲ့ပြီးဒါဟာတော်တော်လေးကိုကြည့်ရတာပြောစရာဖြစ်နေခဲ့တာပါဒီလိုနေထားနေတာဆိုရင်ဘောလုံးပရိသတ်တွေမြင်တွေ့ခြင်းနဲ့ရော်နယ်ဒိုနဲ့ဂျူနီယာတို့ဘောလုံးတူတူမျက်ခင်းစိမ့်ပေါ်တွဲကစားတာကိုမြင်ရနိုင်ချေရှိနေပြီဆိုတာသိကြပါရင်အသက်60ကျော်လေးဖြစ်ဖြစ်မဲ့ရော်နယ်ဒိုဘောလုံးကစားမဘုကနဲ့နားမြူသေးတာကလည်းတားဖြစ်သူကိုစောင့်ဆိုင်းနေလို့ဖြစ်နေပါရင်ရဲဒိုကိုယ်တိုင်ကလည်းသူ့ရဲ့တားဖြစ်သူဂျူနီယာကသူနဲ့တွဲကစားခြင်းနဲ့အတွက်အနားမြူသေးဖို့တိုက်တွန်းထားကြောင်းပြောဆိုခဲ့မှုပါရင် ဂျူနီယာလေးကကျွန်တော်ကိုဖိအားပေးနေပါတယ်နေနှဲငယ်လောက်ဆက်ကစားပါဦးဒါမှသူနဲ့တွဲကစားနိုင်မှလို့တောင်းဆိုထားပါတယ်ရနဒိုကအသက်39နှစ်ကျော်40နဲ့ချင်းကပ်နေပြီဆိုပေမဲ့ဂျူနီယာကတော့10ကျော်တည်းပဲရှိပါသေးတယ်ဂျူနီယာဟာအသက်15နှစ်ရွယ်သားရှိသေးပြီး professional အဆင့်တန်းမှာကစားခွင့်ရဖို့နေနှဲငယ်တော့လိုအပ်အောင်မှဖြစ်ပါတယ်ဒါပေမဲ့သူက portuguese u15 အသင်းမှာတော့ရွေးချယ်ခံရရပြီးပြီးခဲ့တဲ့ကမ္ဘာပလားပြိုင်ပွဲမှာလည်းဘိုးဆွဲနိုင်ခဲ့တယ်လို့ဂိုးတွေလည်းသွင်းယူနိုင်ခဲ့သူက သူအဖခင်ဖြစ်သူရဲ့ကျော်ဒမတ်ခွနဲ့ဂျာစီကိုဆက်ခံထားပြီးတော့လေရင်းစင်မာရောကလပ်အသင်းမှာပါဝယ်ဆင်သူဖြစ်ပါတယ်။လက်ရှိမှာဂျူနီယာဟာအဖခင်ဖြစ်သူကစားနေတဲ့ NSR အသင်းရဲ့လူငယ်အသင်းမှာကစားနေသူပါ။သူရဲ့ချေဆွမ်းကရာဘယ်တို့လိုအသက်15နှစ်လောက်နဲ့စီနီယာအသင်းကြီးစီရောက်လာနိုင်ခြေရှိနေပါတယ်။ရေတို့ကတော့တားဖြစ်သူအရွယ်ရောက်လာမှာကိုစောင့်ဆိုင်းရင်သူ့ကိုယ်သူလည်းအသက်40ကျော်45နှစ်ရွယ်ထိဘောလုံးကစားနိုင်မှုရပြင်ဆင်ထားပါတယ်။ရေတို့အနေနဲ့အနည်းဆုံးတော့9000ပြေးဖို့နဲ့2026ကမ္ဘာလပြိုင်ပွဲမှာပါဝင်ကစားဖို့ကြိုးစားနေဦးမှာပါ။ 2026ဆိုရင်ရယ်တွေရဲ့အသားဖြစ်သူဂျူနီယာရဲ့ကလည်းအသက်16နှစ်ရှိနေမှာဖြစ်ပါရင်တချို့သားမတွေကအသက်16နှစ်အရွယ်မှာအသင်းကြီးစီရောက်လာတဲ့ကြတဲ့အတွက်ဂျူနီယာနဲ့ရယ်တို့ကိုမြက်ခင်းစိမ့်ပေါ်မှာအတူတူမြင်ရနိုင်ပါရင်ဒါကြောင့်လာမယ့်နှစ်မှာတားဖာနူကိုမြက်ခင်းစိမ့်ပေါ်မှာမြင်ရနိုင်ခြေရှိပါရင်ဆယ်ကြီးရယ်တို့ဟာအသက်အရွယ်ရလာပေမဲ့ဘောလုံးအကစားကိုချစ်မြတ်နိုးနေတော့မယ်ဖြစ်ပါရင်နေ့စဉ်ထွေနေဆင်းရတာကိုလည်းသဘောကျတယ်။တုံးရက်တစ်ပွဲပဲကြံရတာကိုလည်းနှိမ့်ချိုက်တယ်။ပြိတ္တတွေပြည့်နေတဲ့ကွင်းထဲမှာဘောလုံးခင်ရတဲ့အရာတာကိုမကြီးမွေ့သေးဘူး။ ဒီရီကိုကြောခိုင်းသွားဖို့သူစိတ်ကူးရှိသေးဘူးဖြစ်ပါရင်ဂျူနီယာ2020ခုနှစ်မှာဆန်ဒီယာဂိုမြို့မှာမွေးဖွားခဲ့သူဖြစ်ပါရင်အဆိုပါချိန်တုန်းကရန်ဒွာကစားမဘွားဖုံးမိနေလားတောက်ပနေခဲ့ခြင်းဖြစ်ပြီးကြီးကြီးကျယ်ကျယ်အောင်မြင်နေခဲ့တာပါရုပ်ကလည်းဖျောက်တယ်ဘော်ဒီကလည်းတောက်တယ်ပတ်စံကလည်းချမ်းသာတယ်ဒီလိုချင်းရန်ဒိုနဲ့အတူအိတ်ချင်နေတဲ့မိန်းကလေးတွေကပေါ်များခဲ့မှာပါအဲဒီကောင်ကမိန်းကလေးတူကတော့ရန်ဒိုရဲ့ကိုယ်ဝန်ကိုရရှိသွားခဲ့ပါရင်အဲဒီနောက်ဂျူနီယာကိုမွေးဖွားခဲ့ပါရင်ဂျူနီယာရဲ့မိခင်ကဘယ်သူလဲဆိုတာကိုမသိရပါဘူးသတင်းတွေအရရန်ဒိုဟာအဆိုပါမိန်းကလေးကိုယူတန်း120ထိရောချင်းပေးပြီးနှုတ်ပိတ်ခဲ့တယ်လို့ဖော်ပြခဲ့ပါရင် ဒီကိစ္စနဲ့ပတ်သက်ပြီးရိုနယ်ဒိုကအကယ်၍ဂျူနီယာလေးကသူ့အမေဘယ်သူလဲဆိုတာသိကျင်တော့ပြောပြပေးသွားမှာပါလို့ဆိုထားပါတယ်။လက်ရှိမှာတော့ဂျူနီယာလေးဟာအမေမပေါ်တဲ့တာတူပါပဲ။ဒါပေမဲ့ဒါကအခုချိန်မှာဘယ်သူမှဂိမ်းမဆိုင်ပါဘူး။ဘာလဲဆိုတော့သူ့ဖေဟာခရစ်စတီယာနိုရိုနယ်ဒိုဆိုတဲ့လူသားကြီးဖြစ်နေလို့ပါ။အခုတော့ဂျူနီယာလေးလည်းတော်တော်လေးကိုပြေရောက်လာခဲ့ပါပြီ။ရိုနယ်ဒိုတင်ထားတဲ့ပုံရအစွန်ရင်ဂျူနီယာလေးကတော်တော်လေးလူကောင်းကြီးနေတယ်ဆိုတာကိုမြင်နိုင်မှာဖြစ်ပါရင်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှလည်းအာခစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။